WWD online media ရဲ့ပရိသတ်များရှင်တကုံမျိုးတည်စိတ်ကမ်းမျိုးနယ်မှာဓမ္မစရိယနဲ့ပါဠိပထမပြန်စာမျိုးပွဲကြီးကျင်းပတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းဒေသကြီးတကုံမျိုးတည်စိတ်ကမ်းမျိုးနယ်အောင်တုခပရိယတ်တီစာတင်တိုင်းမှာဓမ္မစရိယနဲ့ပါဠိပထမပြန်စာမျိုးပွဲကြီးကျင်းပပါတယ်အဆိုပါဓမ္မစရိယနဲ့ပါဠိပထမပြန်စာမျိုးပွဲကြီးကိုမြန်မာတက်ဂရိတ်1386ခုတပေါင်းလာပြေကျော်12ရက် 2025ခုနှစ်မတ်လ25ရက်နေ့ကစတင်ပြည်စွာဖြစ်ပြီး2025ခုနှစ်ဧပြီလ6ရက်နေ့အထိ9ရက်ပြည်စုံမှာဖြစ်ပါတယ်။ဆိုပါဓမ္မစရိယနဲ့ပါဠိပထမပြန်စာမေးဝဲကြီးနဲ့ပတ်သက်ပြီးတကုံမျိုးတင်စိတ်ကဲမျိုးနဲ့စာပြဌာနမှာအကျိုးတော်ဆောင်ဆရာတော်ဒေါက်တာပဒန္နာတီစင်ဒါကမင်ကြားထားပါတယ်။ဒီကနေ့ရတာဒါဦးဇနုနိုင်ငံတော်အစိုးရသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကကျင်းပပြုလုပ်တဲ့ ดมาสรียสามีบวยบ่เนาะดมาสรียสามีบวยเยที่ปฐมานีปฐมานีเมโกนปาราซิกันทักราปาราซิกันทักราจังยปฐมานีเมโกนพิยามันนีปฐมาสงพิมันนีบ่เอซาบิตังอาการอารมณ์ดีกนี่ดินเนจาราอุซโนโอตะกงมิวเตเออุซโนบารุเออตองดะกงบ่ดะกงมิวเตตองไป ာဏုကငါးပါးဒီမှာပေါင်းပြီးတော့လာဖြည့်တဲ့အခါကျတော့ဟိုနှစ်မြို့နယ်ပေါင်းဖြည့်မှာပေါ့တကုတ်မြို့သစ်စိတ်ကမြို့နယ်ရယ်တကုတ်မြို့သစ်တောင်ပိုင်းတောင်တကုတ်ရယ်ဆိုတော့အားလုံးအဲစည်ရင်ပေးသွင်းထားတဲ့တန်ကတော့အရေအတွက်ဟာ900နဲ့4ပါးရှိတယ်။ဆရာကြီးတွေရောတိတ်ခါကျရင်ဆရာကြီးဆရာလေးတွေရောအပါပေါ့။အဲပြေဆိုမှာကြတော့သူကဒါဥစ္စာတို့ပရိယတ်ဒီစာပေနယ်မှာတော့ဓမ္မသရိယာထဲမှာကျန်ရင်3ချမ်းခေါ်တာပေါ့။နော်။အဲခုနကဘုံဘုံပြောလိုက်တဲ့ဒီ900နဲ့4ပါးဆိုတာကတော့ဒီ စုပေါင်းစည်ရင်သွင်းထားတဲ့အရေးအတွက်ပေါ့အဲ့ဒါကိုအဲပါရာဇိကံကြံသီလက်ခံကြံဓမ္မသင်္ကတိကြံဆိုပြီးတော့ဒီကြံသုံးကြံကို ခွဲကြံစိတ်ဖြတ်လိုက်တဲ့အခါကျတော့ပါရာဇိကံကြံမှာ400နဲ့63ပါးဝင်ရောက်ဖြည့်ဆုမှာပေါ့နောက်ဒုတိယမြောက်ဖြစ်တဲ့သီလက်ခံကြံမှာသီလက်ခံထာပါဠိထာကရာကြံမှာတော့400နဲ့34ပါးဝင်ရောက်ဖြည့်ဆုမှာပေါ့နော်အဲဓမ္မသင်္ကတိကျမ်းမှာတော့430နဲ့9ပါအတိအသေးအဲဝင်ရောက်ဖြည့်ဆို့ကြမှာပေါ့နော် အဲ့ထဲမှာမှာဘုံဘုံတို့ဒါကြံရင်၃ချမ်းခေါ်တာပေါ့အဲကြံရင်၃ချမ်းမှာပါရာဇိကံကြံသီလခံကြံဓမ္မသင်္ကေတကြံဆိုပြီးတော့မှာဒီကြံတိုင်းကြံတိုင်းမှာပထမနေ့မေဂွန်ဒုတိယနေ့မေဂွန်ဆိုတော့သူကရှိတာပေါ့လေအဲဒီကနေ့ရတော့ဒါပထမပါရာဇိကံကြံရဲ့ပထမနေ့မေဂွန်ပေါ့သူကနှစ်ရက်စလုံးဒီပထမနေ့မှာ65မှဒုတိယနေ့မှာ65မှအဲ့လိုနှစ်ရက်စလုံး65မှ65မှပြည့်မှသူကတကြံအောင်ဖြစ်သွားတယ်လို့သတ်မှတ်တာပေါ့နော်အဲအဲ့လိုကြံရင်နေပြီးသွားပြီဆိုတော့ဘုံဘုံတို့ ါဠိဂုံတူးမြန်မာဂုံတူးဆိုပြီးတော့မှဒါထပ်ပြီးတော့ဂုံတူးကျမ်းနေရှိတာပေါ့အဲ့ဒီဂုံတူးကျမ်းစည်ရင်ပေးသွင်းထားတဲ့အရေအတွက်ကတော့အဲအလုံးအပါး90ရှိတာနော်အဲပါဠိဂုံတူးကတော့ဦးဇင်းတို့ဒီအကော်လုံးဒီကျမ်းရဲ့၃ချမ်းကအလွတ်ဖြစ်တဲ့ကျန်နေသေးတဲ့ဒီပိဋကတော်ဒီအားလုံးကိုအဲအားလုံးထဲမှာ ပါဠိဂုံတူးကတော့ဖြင့်အဲပါစိတ်တရားဒီပါစိတ်တရားဒီအဲဂုံတူးတခါအဘိဓမ္မာတခါဒီကနိကေပေါ့ ဒီဒီဒီသုံးအုပ်စုကတော့ဖြင့်အဲပါဠိဂုံတူဖြည့်ဆိုလို့ရတယ်ပေါ့။ကျန်တဲ့ဒီအုပ်စုတွေမှာတော့မြန်မာဂုံတူဖြစ်သူကဟိုတတ်မှတ်ထားတာပေါ့နော်။အဲအဲ့ဒီပါဠိဂုံတူမြန်မာဂုံတူဖြည့်ရမယ့်အရေအတွက်ဟာအပား90ရှိပါတယ်။ဒီဓမ္မစရိယဆောင်ပွဲအနေနဲ့အားလုံး6ရက်တိုင်ကျင်းပပြုလုပ်တယ်။အောင်သူခပရိယတ်တီစာတင်တိုက်မှာကျင်းပတယ်။ဓမ္မစရိယနဲ့ပါဠိပထမပြန်ဆာမေးပွဲကြီးမှာတောင်ငုံမျိုးနေနဲ့တကုံစိတ်ကန်းမျိုးနေတို့မှတန်ဃာတော်များနဲ့တီလာရှင်များလာရောက်ဖြည့်ဆိုကြတယ်လို့သိရှိရပါတယ်ရှင်။